ဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကျွန်တော်တပတ်ပြီးသွားတဲ့အခါကျတော့နောက်တစ်ပတ်ကိုကျွန်တော်တို့တွေ့ကြတာပါဗျာနော်တွေ့ကြစီနိုင်ကြတိုင်းမြင်ကြတာပေါ့ဟုတ်လားကဲအဲ့တော့ကျွန်တော်တို့တွန်နီးလေးတွေပဲအလွယ်တကူပြောပါမယ်အဲ့တော့တွန်နီးလေးတွေပြောမယ်ဆိုတဲ့နေရာမှာတွန်နီးလေးတွေပြောမယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ရွှေချောင်းသားနဲ့ရွှေလက်ကြီးဒီကနေ့တွန်နီးနှစ်ခုမတူညီပါဘူးเนาะအဲ့တော့ကျွန်တော်တို့ရွှေချောင်းသားဟာကိုကြိုက်ရွှေချောင်းသားဟာကိုယူထိုးပါရွှေလက်ကြီးဟာကိုကြိုက်ရွှေလက်ကြီးဟာကိုယူထိုးပါเนาะကျွန်တော်က တွက်နီးနှစ်ခုစလုံးကမှန်ကန်နေရတဲ့အတွက်ကျွန်တော်တို့တခုစီပြကြည့်မယ်ဖြစ်ပါတယ်เนาะဒီတွက်နီးကပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့မှန်ထားတာလည်းမျိုးတို့မြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွက်နီးတို့ကျွန်တော်စကြည့်မယ်เนาะအဲ့တော့ခွန်ခွန်တင်ငါးကနေစပါမယ်ခွန်ခွန်တင်ငါးခွန်ရှိရှစ်ချဘေးခွန်ရှစ်လေးဘေးခွန်ရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုတာတဲ့ဒီကောင်ကကျွန်တော်တို့ ဟိုပါပေါ့နော်ဂဏန်းလေးတွေကိုယူခြင်းပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ကြည့်မယ်ဘယ်လိုယူတဲ့ဆိုတဲ့အခါကျတော့အအောက်ဆောက်လေးပြောင်းအောင်မယ်နော်ခဏလေးကျွန်တော်တို့ဘယ်လိုယူတဲ့ဆိုတဲ့အခါကျတော့ D9 ရဲ့တဲ့ D6 ရဲ့ D4 ရဲ့ယူပါမယ်အင်း9 6 4အဲ့ဒီ9 6 4ဆိုတာတဲ့ဒီတစ်ပတ်အတွက် key ဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဘာထွက်သွားတဲ့လဲဆိုတဲ့အခါကျတော့6 9 sau khi mà chúng nó được sau đó thì ông ấy bảo đấy tiếc không này tiếc không mà đâu ông ông vậy mà miệng nó thì đi khong. đi thôi là sau khi à sorry sau khi mà chúng nó được sau đó thì ông ấy bảo đấy cái nào được bị ông ta bảo mày nè ngã đầu ngã đầu chúng nó chúng ở đây bị cái này ွဲမှာเนาะကျွန်တော်ပြောခဲ့တယ်เนาะသူကမနေ့ပိုင်းညီပဲထွက်တာများတယ်ဆိုရဲနောက်ဆုံးနေ့မှာလည်းကျွန်တော်ပြောခဲ့တယ်တဲ့မနေ့ပိုင်းမှာထွက်သွားတာပါပဲเนาะအဲ့တော့နှစ်နှစ်၅သုံးပြီးသွားတဲ့ခါကျတော့နှစ်၆ဘုံရခွင်တုံညာခွန်ငါးနှစ်၁၆ငါးနှစ်၁၆ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီ၃ရဲ့ဒီခွန်ရဲ့ဒီ၆ရဲ့အဲ့တဲ့3ခွန်6ထူတဲ့ကီးတုံးလုံးပါတဲ့ဒီအပတ်မှာထွက်ရမယ့်ကီးတုံးလုံးပါတဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတော့ တိချောက်တိချောက်တိချောက်မှာကျွန်တော်6တလုံးထိပ်ပြီးမနက်ပိုင်းမှာပဲအောင်ခဲ့ပါတယ်8လေးတဲ့မအောင်ပါဘူးဗျနော်တွေ့ရမနက်ပိုင်းတွေ့နေလို့တော့ပြောရင်ပြောလို့ရတယ်တော့ညလေးကျွန်တော်တို့ညနေမနက်ပိုင်းမှာမထွက်ခဲ့ညနေပိုင်းမှာတော့ထည့်ထိုးပြောင်းထိုးပါနော်ဟိုကြိုက်ချင်ပေါ့လေနောက်တစ်ခါ6952 8952 3933 3926 3 9 2 6နှစ်6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်ကြီးမဲ့ဆိုရင်ဒီနှစ်ကဲဒီ3ရဲ့ဒီ6ကဲနှစ်3 6ဆိုတဲ့ကီး3လုံးအားတဲ့ဒီအပြင်မှာထွက်ရပါမယ်တဲ့ကဲအဲ့တော့ကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည2တဲ့3ည2မှာနှစ်တလုံးထိပြီးတော့မနက်ပိုင်းမှာအောင်ခဲ့ပါတယ်83ည83ည83ည83မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်ဒီပြန်တွေ့ပါမယ် xie nga ko nga chao nga ko xi chao nga ko xi chao nga ti ku chao nga ti ku ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်ဒီ9ရဲ့တဲ့ဒီ10ရဲ့တဲ့ဒီ9ရဲ့တဲ့9 10ကိုဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရပါမယ်အဲ့တော့ကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့ရှစ်ရှစ်မှာရှစ်တလုံးထိပြီးမနက်ပိုင်းမှာပဲအောင်ခဲ့ပါတယ် နှစ်တည်းတည်းမအောင်ပါဘူးဗျကဲနောက်ဒီပုံကိုကြည့်ပါမယ်ပုံကွန်လေးငါပုံကွန်လေးငါခွန်ခွန်လေးငါ၄3 3ရခွင့်၄3 3ရခွန်2513 2513ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲဒီကိုကြည့်မယ်ဆိုရင်9ရခွန်ရ3ရ ်9 3 3 3ဆိုတဲ့ကီးတောင်းလုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မဲ့ကျွန်တော်ဘာထွက်သွားသလဲဆိုရဲ့ခါကြတော့31 31 31ဆိုမှာ3တလုံးကိုထိပြီးတော့မနေ့ပိုင်းမှာပဲအောင်ခဲ့ပါတယ်68 68တဲ့68မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအမျိုးလိုပြီးခဲ့ပါကမှတ်မိရနော်မနေ့ပိုင်းကြီးပဲထွက်သွားတယ်6395 6395 တုံရ၄လေးခွန်တုံရ၈၆ခွန်၈၈၆ခွန်၈ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲဒီကိုကြည့်မယ်ဆိုရင်9ရဲ့3ရဲ့8ကဲ9 3ရ8ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့3ရ၄3ရ၄တဲ့3ရ၄မှာလဲ3ရတလုံးထိပြီးမနေ့ပိုင်းမှာပဲအောင်ခဲ့ပါတယ်3ခွန်နဲ့3ခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြင်တော့တွက်ပါမယ်6296 6296 5596 5596နေကို၄၃၅၄ကို၄၃၅ဆိုပြီးဒီလိုမျိုးကျွန်တော်တို့သုံးထွက်ထားပါတယ်အဲ့ဒါလေးကိုကြည့်မယ်ဆိုရင်6ကဲ9ရဲ့တဲ့၃ရဲ့တဲ့6 9 3ညဆိုတော့ကီး၃လုံးဒီပြင်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတယ်လဲဆိုတဲ့ခါကျတော့ 395တဲ့395မှာလဲ3ညသလုံးထိပြီးမနေ့ပိုင်းမြအောင်ခဲ့ပါတယ်၄ခွန်၄ခွန်နဲ့၄ခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းကြည့်ပါမယ်5826 5826 2959 4959 3982 3982ဆိုပြီးဒီလိုမျိုးကျွန်တော်တို့အောင် ထွက်ထားပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်6ရက်5ရက်နှစ်ကဲတဲ့6 5နှစ်ဆိုတဲ့ကီးသုံးလုံးဒီဘက်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုရဲခါကြတော့နှစ်သုံးနှစ်သုံးနဲ့နှစ်သုံးမှာနှစ်လုံးထိပြီးမနေ့ပိုင်းမှာအောင်ခဲ့ပါတယ်ရှစ်သုံးရှစ်သုံးနဲ့ရှစ်သုံးမှာတော့မအောင်ပါဘူးဗျเนาะပြီးခဲ့တဲ့ဘက်ကဟုတ်လားကဲအဲ့တော့ဒီစပတ်လဲကျွန်တော်တို့ ထုတ်လိုက်ရအောင်မနေ့ပိုင်းမဲ့ subscribe မလားတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အ၄၄၄၄၄၅၆၂၃၃၃ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကို ကြည့်မယ်ဆိုရင်ဒီ၄ရဲ့တဲ့ဒီ2ကဲတဲ့ဒီ3ရရဲ့4 2 3ရဆိုကီး3လုံးဒီဘေးမှာထွက်ရပါမယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင် အဲ့တော့ကြီးထိတ်ပေါ့နော်ဟိုတနင်္လာနေ့အတွက်ကြီးထိတ်ကြီးထိတ်ကဆိုရင်ကျွန်တော်တို့ဗာလဲဆိုတော့ခွန်နှလေးဟုတ်ပြီခွန်နှလေးကြီးရိုးရိုးကဟမ်လေးနှစ်တုံညရတယ်လေးနှစ်တုံညအကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီနှစ်ခုကသွားပြီးကိုက်ညီနေတယ်ကိုက်ညီနေတယ်ဆိုတာကလေးနှစ်လေးနှစ်တွေသွားကိုက်ညီတယ်တုံညခွန်တုံညခွန်နေအဲတုံ 3ညနဲ့ခွန်နဲ့ပဲ꿰တယ်เนาะအဲ့တော့ကျွန်တော်တို့3ညနဲ့ခွန်နဲ့꿰ရတဲ့အတွက်3ညခွန်မယ်ကျွန်တော်တို့ထွက်မလာတော့မပြောတတ်ဘူးပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်အနေနဲ့တော့ကပ်ပဲကစားလိုက်ပါမယ်အဲ့တော့ခွန်လေးခွန်နှစ်ခွန်နှစ်3ညခွန်3ညနှစ်လေးနှစ်လေးနေအာ sorry နေနေနေတုံညနေတုံညလေး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 နေနေ လေးနှစ်လေးတုံညာတဲ့ဒီလိုမျိုးကျွန်တော်တို့ရပါတယ်တဲ့အဲ့မှာမာစတာကီးမာစတာကီးလေးကိုကျွန်တော်တို့ပြောပါမယ်မာစတာကီးကပထမမာစတာကီးက1 8 6 9 1 8 6 9နော်အဲ့ဒီတိရှိ6ခုနဲ့ပတ်သက်တာတော့ဒီမှာတလုံးမှမထီဘူးဗျာနော်နောက်ဒုတိယကီးကကျွန်တော်တို့ခွန်2 3ည ငါလေဟောအဲ့မှာတော့အကုန်သွားထိရယ်ပေါ့နော်9 3 5အကုန်သွားထိရယ်အဲ့တော့ကျွန်တော်တို့ကဒီအပေါ်အောက်ကတော့ကျွန်တော်တို့ကျင်းသေးတယ်ဒီ20အတိုင်းဆိုဒီအပေါ်အောက်မပြီးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောချင်တာဥပမာပေါ့ကျွန်တော်ဒါမနေ့ပိုင်းလို့ပြောထားတာဟုတ်မနေ့ပိုင်းမှာတကယ်လို့များအဲ့ဒီကနန်းနေရနေပြီအခုကျွန်တော်တို့ထုတ်လိုက်တဲ့ကနန်းတင်တင်ကွက်အနေနဲ့ပဲထွက်သွားသွားရန်ကွက်အနေနဲ့ပဲထွက်သွားသွားထွက်သွားခဲ့ရင်တော့ဒီကောင်ဒီကီနောက်ညနေပိုင်းမှာဒီကီနဲ့ထီအောင်ကစားပါနော်အဲ့တော့ကျွန်တော်တို့ကဘာနဲ့ကျွန်တော်တို့အဲ့မှာချိန်ညှိမလဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့ပြီးခဲ့ပါက95ခွန်ဆိုပြီးကျွန်တော်ဂျာဗရီနီယာခွန်5ပေါ့နော်9ခွန်ပေါ့ sorry ခွန်5ဆိုပြီးဂျာဗရီနီယာထွက်ထားတယ်အဲ့တော့ခွန်5နှလုံးပေါင်းတော့2ပရိတ်တဲ့နော်2 2ခွန်ပရိတ်ပေါ့2ခွန်ပရိတ်လို့ထွက်ပြီးသွားရေးနေ2ခွန်4ကိုဆိုတဲ့ပရိတ်ဟာတဲ့3ရက်အတွင်းမှာထွက်ရမယ်ဒါပေမဲ့ကျွန်တော်တို့တောက်ကြန်နေရ2ခွန်4ကိုပရိတ်မထွက်သွားခဲ့ပါဘူးနောက်ထို့အတူပါပဲတဲ့ ကျွန်တော်တို့ပိတ်ရက်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပိတ်ရက်တည့်ရက်ရှိခဲ့တယ်เนาะတနင်္လာနေ့ကပိတ်ရက်တည့်ရက်ရှိခဲ့တဲ့အတွက်တဲ့ဒီတစ်ပတ်မှာ2.4ကိုပြိတ်ပဲထပ်ပြီးတော့ကျင်းစီ3ရက်အတွင်းမှာထွက်ရပါအောင်မယ်ဟောအဲ့မှာကျွန်တော်တို့2.4ကိုပြိတ်တရားကျွန်တော်တို့နှစ်ခုသွားပြီးတိုက်ဆိုင်နေပြီအဲ့တော့2.4ကိုနဲ့ပတ်သက်လို့ဒီမှာကြည့်မယ်ဆိုရင်9 9ဒီအပူထက်မယ်ဆိုရင်ဒီမှာ4 2 4ပေါ့เนาะ2.4ကိုဆိုတော့ကျွန်တော်တို့ဒီ5ခွက်ပဲကျွန်တော်တို့ထွက်တယ်เนาะ5ခွက်ပဲထွက်တယ်အဲ့တော့ကျွန်တော်တို့က ငါးခွက်ပဲထွက်တဲ့အခါကျတော့ကျွန်တော်တို့အဲ့မှာတစ်ချက်ပြန်ပြီးကြည့်ရမှာရှိပါတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာထိတ်ပေါ့နော်ဒီထိတ်နဲ့ထိတ်တူခဲ့တယ်ကိုလေးကိုလေးတော့ကျွန်တော်ပြောခဲ့တာမှတ်မိရနော်ကိုလေးကိုလေးလို့ထိတ်တူခဲ့ရင်9390ဆွဲထိတ်စီရတယ်ဒီ ဒုတိယပထမနေ့မှာပဲကျွန်တော်ထွက်ရင်ထွက်မထွက်ခင်ဒုတိယနေ့မှာထွက်ရမယ်ထိတ်ကြီးရထွက်ရမယ်ဆိုရင်လည်းမကျွန်တော်ဒီကောင်မှာပထမနေ့မှာကျွန်တော်ထွက်သွားခဲ့85ဆိုပြီးတော့နော်ခွန်ထိတ်နဲ့ထွက်ခဲ့အခုဒါဒီတိုင်းမဲ့တောက်ကြနေမှာလေတိထိတ်တိထိတ်လို့လာတူညီနေပါမြည်တယ်တိထိတ်တိထိတ်လို့လာတူညီခွန်3ည5ဆိုတဲ့ထိတ်ကထွက်နိုင်ကြရရှိတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ခွန်3ည5နဲ့ဆိုဒီမှာ82တို့80တို့နော်ဒီဒီဒီနှစ်ကွက်ကပို့ပြီးတော့ကျွန်တော်တို့အားရှိတယ်ကျန်တာခုနပြောလို့ ဒီကောင်ကကျွန်တော်ခွန်သုံးညာငါမခွန်ထိတ်လို့ဆွဲခဲ့ရင်တော့ကျွန်တော်ဒီထိတ်လက်မှန်နဲ့ဟိုထိတ်လက်မှန်နဲ့ဒါပေမဲ့ထိတ်နဲ့ထိတ်ကအဲ့လိုခွန်သုံးညာငါနဲ့တိုက်ဆိုင်ရင်တစ်ထိတ်ကထိတ်တစ်ခုကထိတ်ဆွဲသွားရင်တစ်ခုကကီးဆွဲတတ်တယ်နော်အဲ့ဒါလေးတော့ရှိတယ်အဲ့ဒါလေးတော့နော်ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့မှာခွန်သုံးညာငါက၃ညာ၅လို့များကီးရဆွဲခဲ့ရမယ်ဆိုရင်ဥပမာပေါ့နော်ဒီကောင်နေရာလဲကျွန်တော်တို့ထွက်သွားနိုင်ကြအကြောင်းရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီကနေ့အကြိုက်ဆုံးကတော့ခွန်နှစ်ကခွန်သုံးညာရဲ့ အဲ့တော့ဒီနှစ်ခုကိုကျွန်တော်အကြိုက်ဆုံးအနေနဲ့ကစားပါမယ်ဒုတိယအနေနဲ့ကျွန်တော်တို့နှစ်တုံညာနဲ့လေးတုံညာကိုကျွန်တော်ဒုတိယထည့်ပြီးတော့ကစားပါမယ်ကျန်တာလေးတွေရောအရင်သဘောမျိုးအနေနဲ့ကစားပါမယ်เนาะဒီနေရာမှာကျွန်တော်ပြောချင်တာလေးတခုရှိပါတယ်အဲ့ဒါကတော့အမျိုးလို့ရှုပ်တယ်လို့တော့မထင်နဲ့เนาะတခုခုကိုတော့ကစားပါဟုတ်လားအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မနေ့ပိုင်း30လို့ထွက်တယ်ဒါကျွန်တော်ကဏန်းနေရှောက်ပေးဒီလိုတနေ့နိုင်နေမျိုးဆိုရှုပ်တတ်တယ်เนาะနည်းနည်းလေးသေချာရှင်းအောင်အဲ့တော့ကျွန်တော်တို့ဒီ 3ညလို့မနေ့ပိုင်းမှာထွက်ခဲ့ရင်တဲ့ကျွန်တော်တို့မှတ်မိရနော်တ3ည9ခွန်8ဆိုတဲ့အခွေအားတဲ့3ရက်အတွင်းထွက်နိုင်ပါတယ်တဲ့နော်ထို့အတူပဲတဲ့ကျွန်တော်တို့ဗားရှိတယ်ဆိုတော့ပြီးခဲ့တဲ့ဘက်ကပိတ်ရက်ရှိတယ်ပိတ်ရက်ရှိတဲ့အခါမှာကျွန်တော်တို့နောက်တစ်ခွေရှိပါတယ်တဲ့1 2 9ခွန်8အခွေတဲ့အဲ့တော့ဒီအခွေနှစ်ခွေမှာ နှစ်ခွေစလုံးကျွန်တော်ထိုးဖို့မဆိုးလို့နော်ကြိုက်တဲ့အခွေတစ်ခုယူထိုးပဲကောင်းကအားတာတယ်ထင်အားတာမထင်တယ်ထင်တဲ့ကောင်ကိုယူထိုးအဲ့ဒီနေရာမှာကျွန်တော်တို့ပြောချင်တာကတော့ဥပမာကျွန်တော်တို့နှစ်ခွန်ဒီမှာကြီးနှစ်ခွန်ဒီကောင်လေးလက်လှတယ်โอเค၃ညခွန်ဆိုဒီကောင်နဲ့သွားကြိုက်တယ်ဒီအခွေနဲ့သွားကြိုက်တယ်တကယ်လို့ကျွန်တော်တို့ဒီအခွေနဲ့ခွေမှာတခွေခွေထွက်မယ်ဆိုရင်တော့ဒီနှလုံးကကျွန်တော်တို့ပို့ပြီးတော့ကိုင်းနေတဲ့အတွက်ကျွန်တော်တင်ခွက်အနေနဲ့ဒီနှလုံးကိုစဉ်းစားခြင်းပဲဖြစ်တယ်အဲ့ဒီမှာ80ဒီရွှေချောင်းသားနဲ့လည်းသွားတူညီပါတယ်ဗျเนาะဒါကတော့ ဲ့တော့ရွှေချောင်းသားမသေးချာတိကျင်တယ်ဆိုတော့ရွှေချောင်းသားကိုသွားကြည့်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလေးကတော့ဒီကနေ့ကျွန်တော်တို့တွက်နီးလေးပဲဖြစ်ပါတယ်နောက်နောက်တစ်ခုကကျွန်တော်တို့ပြီးခဲ့ဘက်ကကျွန်တော်တန်းမပေးပြခဲ့လို့ကျွန်တော်တန်းပေးပါတန်းပေးပါနဲ့ဆေးဟာရေးဆိုပြောခဲ့တယ်အဲ့ဒီတန်းလေးကိုကျွန်တော်ဒီဘက်တော့သတိတရားနဲ့သတိထားပြီးပေးပါမယ်ကျွန်တော်လည်းတခြားစီးပွားရေးလုပ်ကလေးတွေရှိနေတော့တခါလေးမှာတွက်နီးတွေမေ့တတ်ပါတယ်နော်အဲ့တော့ဒီဒီဘက်ပြီးခဲ့တဲ့ပတ်ကတန်းကတော့2ကြိမ်လား3ကြိမ်လားထွက်သွားရယ်နော်ဒီတစ်ပတ်အတန်းကတော့8 1 6 9တဲ့အောက်က8 6 9 ကိုလေးပါတဲ့เนาะအဲ့တော့ကြိုက်နှစ်တဲ့ရင်တို့ယူပြီးတော့ကစားပါเนาะကဲအဲ့တော့ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီလျင်အဖွင့်နဲ့မှလှလှပပရကြပါသည်လို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီညမှာနေမဲ့အဆုံးသတ်ပါတယ်เนาะဒီမှာအခါတိုင်းပြောနေကြတိုင်းပဲเนาะကျွန်တော်ပေးတဲ့ကဏ္ဍနဲ့မကြောက်ဘူးဆိုလဲကိုဖါကိုကြိုက်တဲ့ဟာလေးတွေယူပြီးတော့အသုံးချပါအဓိကတော့အောင်မြင်ဖို့အရေးကြီးပါတယ်ဗျာ